ျက်သွန်ပေါ်ပြီး၃လကြာတဲ့အထိကျက်သွန်မရောရပဲဈေးတွေလည်းထက်ကြလာတဲ့အတွက်နောက်ရာသီချိန်မှာတောင်သူတွေပြန်လဲစိုက်ပျိုးဖို့အတွက်ခက်ခဲလာကြပါတယ်။ဒီသတင်းကိုဟန်နာပေးပို့ထားပါရရှင်။ပြခဲ့တဲ့ချောင်းကျွွန်ရသည်မှာကျွွန်စေးကြတာဝဲသူမရှိရာတွေကြောင့်ကျွွန်စိုက်ပျိုးခဲ့တဲ့တတန်းတလျှောက်ဆိုးရွားတဲ့အဖြစ်အပျက်ကိုကျွွန်တောင်သူတွေကြုံတွေ့နေရပါတယ်အခုလိုဒီလိုနှိမ့်မြို့တော့တွေ့ဖို့တွေ့ဘူးအသက်60ကျော်ပြီဒီလိုနှိမ့်မြို့တွေ့ကိုမတွေ့ဘူးလား အာဆိုရင်လာလာမယ့်နေ့ဖိုက်နိုင်မှုကိုလွယ်ဟိုကျူးစားဟိုခက်ကြီးဒီလိုတိုင်းလာလာလည်းဟိုကတော်တော်အရင်ဝင်လာဟုတ်30ဝင်လာတချို့ဆို50အဲ့လိုဝင်လာ50 60အဲ့လိုတွေဝင်လာဆိုတော့အခုစားပေါ်ဖို့ပေါ်သေးပေါ်ဖို့မပေါ်သေးဘူးဆိုတော့အဲ့ကျတော့တောင်သူကြီးတွေကစိတ်ညစ်နေတာပေါ့လာမယ့်နေ့ကတော့ဒီလိုတိုင်းဆိုရင်တော့ဖိုက်ဖို့ခက်နေပြီပေါ့ ချောင်းချက်သွန်ဟာဆောင်းရာသီရင်းနှဲချိန်မှာတဲချောင်းပြင်ပေါ်မှာစိုက်ပျိုးကြတာဖြစ်ပါတယ်။ဒါကြောင့်စိုက်ပျိုးမျိုးကိုအထူးပြုပြင်ရပြီးသဘာဝမျိုးဩဇာတွေ၊ဓာတ်မျိုးဩဇာတွေကိုတုံပြူရတဲ့အတွက်လဲကုန်းကျစရိတ်လည်းကြီးမာပါတယ်။ချက်သွန်တပိတ်သားမှာစိုက်ပျိုးစီအရင်နည်းကချက်တထောင်အနည်းဆုံးရှိပြီးချက်သွန်ပေါ်ချိန်မရှလာမှာတပိတ်သားကိုချက်ထောင်နေရာအထိ ပေါက်စီရှိခဲ့ပြီးအဲ့ဒီအချိန်ကချက်သွန်နေတဲ့တန် FOB ဈေးက American Dollar 495အထိရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ကျက်တွန်ဈေးကတပိတ်တာကိုစိတ်ပြိုချုပ်လို့မှုဈေးအောက်ကျဆင်းလာပြီးကျက်950သာရှိနေပါတော့တယ်။ဒါအပြင်ရက်ကြာလာတာနဲ့အမျှကျက်တွန်အလေးချိန်ကလည်းယော့လာပြီးဖြစ်ပြီး၃လအတွင်းကျက်တွန်တပိတ်တာကိုဆငတ်ကျက်သားအထိယော့ကျလာနေပါတယ်။ဟေးအဲ့ဒါတော့ကျွန်တော်တို့ကလက်ရှိမှာကျွန်တော်တို့ဒီအစားခတ်ပေးပေါ့လေဟိုဟို၆ကျက်ခုဆောင်းဆောင်း၆နဲ့မှာဆိုင်တဲ့ကျက်တွန်ရဲ့ဈေးကကျွန်တော်တို့က အစားနေပြီးတော့မှတူးလိုက်တဲ့ကိုယ်တော်မရောက်တည်းကကျွန်တော်တပိတ်တာတဆောင်းောက်ကြရလေအခုမှကျွန်တော်တို့ကအခုအချိန်ကျတော့ဘလောက်လောက်တော့ကျွန်တော်တို့ကတပိတ်တာဝို့သူကဘွာလောက်တော့ရော့15ကျပ်သားလောက်တော့ရော့သွားပြီလေအဲတပိတ်တာ15ကျပ်လောက်ရော့သွားပြီဆိုတော့ပထမအဲဈေးရှုံးနဲ့ဈေးရှုံးသွားအခုကျွန်တော်တို့ကာလာပေါက်ကြီးကတထောင်တောင်းမဝယ်ချင်မှုဖြစ်နေတာမဝယ်ဘူးပေါ့နော်မဝယ်တဲ့အခါကျတော့ကျွန်တော်တို့ဒီကွင်းထဲကနေ ကိုကိုရောမအရောက်ကကြနေတဲ့ခြေဆိုကအဲတစ်ထောင်လောက်ကြတယ်အဲ့တစ်ထောင်လောက်ထဲမှာခုန55ကြက်သားအယော့တော့ပါဆိုတော့ကိုုံယော့တယ်ခြေကွက်လည်းယော့သွားတော့ဆိုတော့ဟိုကျွန်တော်တို့ကလည်းနည်းနည်းလေးဒါဟိုဟိုဟိုလိုပဲဟိုမကြိုက်တော့လည်းပဲစိတ်မထားတဲ့ပုံမှန်ပါဟိုအရှုံးနဲ့မရောမှုဆိုနေရတော့ ကျစ်တုံဈေးကစိုက်ပျိုးသူတောင်သူတွေအတွက်အရင်ဈေးလောက်ပဲရှိပေမဲ့လလီဈေးကွက်မှာတော့ကျစ်တုံဈေးကတပိတ်တာကိုကျန်တဲ့ထောင်နဲ့အထက်မှာရှိနေပါတယ်။ကျစ်တုံတောင်သူတွေညီတူရေနံချောင်းအခြေဆိုင်ကျစ်တုံပွဲစားကုန်တွေကလည်းလက်ရှိ2025ချောင်းကျစ်တုံဈေးကွက်အခြေအနေတွေကြောင့်ကျက်တဲနေတဲ့အခြေအနေကိုရေနံချောင်းမျိုးကကျစ်တုံကုန်တွေတယောက်ကပြောပြပါဗျ။အဓိကတော့ယာကြည့်နေတဲ့ဟိုတိုင်းပြည်ကတလာရေပေါ့။ဒီအချို့ဆိုရင်ကျွန်တော်တို့လေဒီခိုင်ကြီးကတော့လုံးဝအခုမရဘူးဗျ။ နောက်ပြီးတော့ကြတော့ဟိုမြို့ကမြို့ပေါ်သွားမယ်ဆိုရင်ကျွန်တော်ဒီကကအုတ်ချစ်တယ်ဘက်ကဖိတ်ထားတော့ရန်ကုန်နေခိုင်းကြီးပတ်သွားတာလေအဲ့တော့အဲ့လိုအားကြီးကြတော့ခံကိုစိတ်ကြီးကခံကိုစိတ်ကြီးကကြတာပေါ့နော်အဲ့ဒါအဲ့လိုမျိုးပေါ့အဲ့အဲ့ဒါနဲ့ပါတယ်ပေါ့နောက်ပြီးတော့ချက်တွေရဲ့ quality ကောင်း quality ကရတော့ဟိုလောလောဆယ်မှာတောင်းသွားအဲ့ quality ညံ့တာတွေထုတ်ပြီးတော့ဒီဘက်ကမထိနိုင်တာပါအဓိကတော့ မြန်မာတပ်တော်ကတရုတ်နိုင်ငံကစားလို့ထိုင်းနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုတင်ပို့နေတယ်လို့မြန်မာပြည်အနှံ့တင်ပို့စားသုံးနေတဲ့မရှိမဖြစ်စပို့ဆောင်ဒီနန်တမျိုးပဲဖြစ်ပါတယ်အခုလိုစိုက်ပျိုးထွက်ရှိလာတဲ့တပ်တော်တွေကိုပြည်တွင်းပြည်ပတင်ပို့ဖို့ခက်ခဲနေတယ်လို့တပ်တော်တောင်သူတွေဈေးမရတာကြာရှိတူလောင်ဖို့ခက်ခဲလာတာတွေကတပ်တော်စိုက်ပျိုးထုတ်လုပ်မှုကိုအဟန့်အတားဖြစ်စေလာမှာဖြစ်ပါတယ် လက်ရှိမှာကျတုံကိုမကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးတို့မှာအများဆုံးဆက်ပြိုးကြပြီးစုစုပေါင်းဆက်အေကတသိန်း9000ကျော်ရှိပါတယ်ဒီမှာဟန်နာပါ